အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရစေ။ညီမအခုဒီ Fusion POS Mobile နဲ့ပတ်သက်ပြီးတော့မှ Report အပိုင်းလေးကိုအသေးစိတ်ဘယ်လိုမျိုးကြီးစုလို့ရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးမှာပဲဖြစ်ပါရစေ။ဒီတော့ညီမတို့ကအစီရင်ခံစာများဆိုတဲ့ကဏ္ဍလေးကိုသွားပါမယ်။ဒီထဲမှာမှညီမတို့ကအကန့်ခွဲပြီးတော့ဗောနော်သူ့ရဲ့ဘလို့အပိုင်းလေးတွေမှာညီမတို့ကတောက်ရောက်ကြည့်ရှုလို့ရမယ်ဆိုတဲ့အကြောင်းလေးတွေပြပြပေးပါမယ်ရှင်။ အယောင်စီရင်ခံတာဆိုပြီးတော့ဒီတန်းရှိပါတယ်ဒီထဲမှာတော့ကွန်ပျူစီရောင်းတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ရောင်းအားတွေပြီးတော့ရောင်းအားအကောင်းဆုံးကုန်အုပ်စုတွေပြီးသွားရင်တော့ဝယ်ယူမှုများဆုံးဖောက်တယ်ဆိုတဲ့ကဏ္ဍလေးတွေပြီးတော့အတတင်ရောင်းအားလစဉ်ရောင်းအားစတဲ့အယောင်နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုကြည့်ကြည့်ရင်တော့ ီအယောင်းစီရင်ခံစာဆိုတဲ့ကဏ္ဍလေးထဲမှာသွားရောက်ပြီးတော့အယောင်းပိုင်းနဲ့ပတ်သက်သမျှကိုကြည့်လို့ရပါတယ်။အဲ့လိုမဟုတ်ဘူးညီမကအဝယ်ပိုင်းမဲ့တည်တံ့ကြည့်ခြင်းနဲ့ဆိုရင်တော့ဒီအဝယ်စီရင်ခံစာများဆိုတဲ့ကဏ္ဍထဲမှာညီမကအဝယ်နဲ့ပတ်သက်တဲ့လစဉ်အဝယ်ပြေစာစာရင်းနေပြီးတော့ကုန်ဝယ်သူစီရပစ္စည်းဝယ်လိုက်တဲ့အစီရင်ခံစာပေါ့နော်။ဒါမျိုးတွေကုန်ပစ္စည်းတင်သွင်းမှုတွေစတဲ့အကြောင်းအရာမျိုးတွေကိုညီမတို့ကအဝယ်နဲ့ပတ်သက်ပြီးတော့ကြည့်လို့ရပါတယ်။ဒါမှမဟုတ်ဘူးညီမကကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ပဲကုန်ပစ္စည်းကဏ္ဍလေးတွေပဲညီမကတည်တံ့ကြည့်ခြင်းနဲ့ဆိုရင်ဒီကုန်ပစ္စည်းအစီရင်ခံစာဆိုတဲ့အထက်မှာ ညီမကပျက်စီးစရင်ဒီပျောက်ဆုံးစရင်နေပြီးတော့ကွန်ပျက်စီးချိန်ကြီးတာလေစတာမျိုးလေးတွေကိုညီမတို့ကသွားကြည့်လို့ရပါတယ်ကွန်ပျက်စီးလက်ကျန်ဆိုတာမျိုးတွေကိုလည်းကြည့်လို့ရပါတယ်ရှင်အဲ့လိုမှမဟုတ်ဘူးအကျွေးစရင်နေငွေစရင်နေပဲကြည့်ကျင်တယ်ဆိုရင်လည်းသူရဲ့တည်တံ့ကဏ္ဍဖြစ်တဲ့အကျွေးစရင်အစီရင်ခံစားရဲမှာရရန်ရှိပေးရန်ရှိစတာတွေကိုကြည့်မယ်ပြီးရင်တော့ငွေစရင်အစီရင်ခံစားဆိုတဲ့အထဲမှာလည်းဝင်ငွေထွက်ငွေတွေအရှုံးအမြတ်တွေစတာတွေကိုညီမတို့ကကြည့်လို့ရပါတယ်ရှင် အဲ့လိုမှမဟုတ်ဘူးညီမကဒီလိုတပိုင်းချင်းစီလိုက်ခွဲမကြည့်ကျင်ပဲနဲ့ရှိသမျှအစီရင်ခံစာတွေအကုန်လုံးကိုပေါင်းပြီးကြည့်ကျင်နေဆိုရင်တော့ဒီအောက်မှာရှိတဲ့ Starman အစီရင်ခံစာဆိုတဲ့နေရာမှာညီမတို့ကလာရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ဒီမှာဆိုရင်တော့ရှိသမျှအစီရင်ခံစာတွေကိုညီမတို့ကိုပေါင်းပြီးရောပြပေးနေမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ညီမကဒီထဲမှာငွေဝင်ထွက်အစီရင်ခံစာအကြောင်းလေးကိုပထမအဦးဆုံးပြပြပေးပါမယ်။ဒါဆိုရင်ညီမကငွေဝင်ထွက်အစီရင်ခံစာဆိုတဲ့နေရာကိုဝင်လိုက်ပါမယ်။ဒီထဲမှာဆိုရင်စုစုပေါင်းငွေဝင်ပမာဏက1000ကျပ်ပါ။ ွေထွက်သွားတာကတော့စုစုပေါင်းက1000ပမာဏပါရှင်ဒီတော့ညီမတို့ကငွေဝင်ကိုကြည့်ချင်ရင်ဘေးနားကမြားလေးကိုနှိပ်ပြီးတော့ကြည့်လို့ရတယ်ငွေထွက်ကိုကြည့်ချင်ပါကသူဘေးကမြားလေးကိုနှိပ်ပြီးတော့ငွေထွက်ဆိုပြီးတော့ညီမတို့ကကြည့်လို့ရပါတယ်ရှင် ဲ့လိုမှမဟုတ်ဘူးညီမကအရှုံးမြတ်ကြည့်ခြင်းနဲ့ဆိုရင်တော့အပေါ်မှာရှိရဲ့အရှုံးမြတ်စီရင်ခံစာဆိုတာလေဦးညီမတို့ကကြည့်လို့ရပါတယ်။ဒီမှာဆိုရင်ညီမတို့ရဲ့အရှုံးမြတ်ကိုပြပေးနေရပဲဖြစ်ပါတယ်။ဝင်ငွေကိုကြည့်ခြင်းပါကသူပေးရမြားလေးကိုနှိပ်မယ်ထွက်ငွေကိုကြည့်ခြင်းလည်းသူပေးရမြားလေးကိုနှိပ်ပြီးတော့ညီမတို့ကအသေးစိတ်ကြည့်လို့ရပါတယ်ရှင်။ဝင်ငွေထဲမှာဆိုရင်တော့ညီမတို့ကရောင်းကရောင်းလိုက်ရတဲ့မာနရဲ့ပြီးတော့ကွန်ပစီအင်းရဲ့ကိုနှုတ်ပြီးတော့စုစုပေါင်းဝင်ငွေဆိုပြီးတော့ပြပေးပါတယ်။ပြီးတော့ထွက်ငွေမှာကြတော့ညီမတို့ကရောင်းလိုက်ရမှာရောင်းလိုက်တဲ့နေရာမှာ short ပေးရ ရရှင်ရှော့ဈေးထဲမှာသူကပြပေးနေမှာပါဒီတော့ညီမကဒီမှာဆိုရင်ထွက်ငွေရဲ့မှာညီမကုန်ပစ္စည်းမှာညီမတို့ကပျက်စီးစည်းရင်းတွေပျောက်ဆုံးစည်းရင်းတွေထည့်လိုက်ရင်ဒီတန်ဖိုးတွေကိုညီမတို့က ဒီမှာနှုတ်ပေးရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကွန်ပျူတာဆုံးရှုံးတန်ဖိုးဆိုပြီးတော့ပေါ်နေရပါ။အခြားထောက်ငွေဆိုတဲ့နေရာမှာတော့ညီမတို့က expand နဲ့ထည့်ထားတဲ့ပမာဏလေးတွေကဒီထဲမှာဝင်နေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အရှုံးမြတ်မှာညီမတို့ကမျက်နေရင်ဒီတန်ဖိုးပမာဏလေးကတော့ဒီစလုံးလေးတွေပေါ့နော်အဖြူရောင်လေးတွေနဲ့ပြပြီးတော့တကယ်လို့ကိုယ်ဆိုင်ရရှုံးခဲ့တဲ့အခါပြူပေါ့နော်။အဲ့လိုမျိုးအရှုံးထွက်နေရင်ကြတော့တန်ဖိုးလေးကိုအနီးရောင်စလုံးလေးနဲ့ပဲပြပြီးမှဖြစ်ပါတယ်ရှင်။ ပြီးရင်တော့နောက်ထပ်တစ်ခုကတော့အယောင်နဲ့ပတ်သက်ပြီးတော့ညီမတို့ကဘယ်လိုမျိုးတွေကြည့်လို့ရတယ်ပေါ့နော်။ဒါမျိုးလေးတွေကိုပြောပြပေးပါမယ်ရှင်။အယောင်းထဲမှာဆိုရင်ညီမကအယောင်းစီရင်ခံစားကြည့်လို့ရမယ်။အယောင်းစီရင်ခံစားမှာဆိုရင်တော့ပြေစာအလိုက်နဲ့ညီမတို့ကဘာတွေဝယ်သွားရဲဒီလိုမျိုးတွေကြည့်လို့ရပါတယ်။ကြာတင်ငွေပမာဏပေးငွေပေးငွေမှာ0ဖြစ်နေရဲဆိုရင်ဒါညီမတို့ကအကျွေးရောင်းထားတဲ့ပေါင်းချပါ။ဒီလိုမျိုးကြည့်ကျင်တဲ့အခါမှာကိုကြည့်ကျင်တဲ့ပေါင်းချနံပါတ်လေးကိုဘယ်ဘက်ကိုဆွဲပြီးရောဆောက်ရပုံစံလေးနဲ့အသေးစိတ်ကြည့်လို့ရပါတယ်။ အဲ့လိုမှမဟုတ်ဘူးညီမတို့ကရောင်းအားစီရင်ခံစာကိုကြည့်ချင်တာမဟုတ်ဘဲနဲ့ဘောင်းချွာလိုက်မဟုတ်ဘူးပေါ့နော်။ကုန်ပစ္စည်းလိုက်ကြည့်ချင်ရင်လည်းကုန်ပစ္စည်းအယောင်းစီရင်ခံစာဆိုပြီးတော့ညီမတို့ကသွားပြီးကြည့်လို့ရပါတယ်။ဒါဆိုရင်တော့ဒီကုန်ပစ္စည်းတွေကိုညီမတို့ကဘယ်ကုန်ပစ္စည်းမျိုးစားကိုတော့ဘယ်နှခုရောင်းထားရတယ်။စုစုပေါင်းကုန်ပစ္စည်းအကုန်လုံးပေါင်းပြီးတော့ဘယ်နှခုရောင်းထားရတယ်ဆိုတာကိုဒီအပေါ်မှာစုစုပေါင်းရေးတွက်နေပြပေးမှာပဲဖြစ်ပါတယ်ရှင်။ အဲ့လိုမျိုးပဲကုံအယောင်တိုင်းပဲကုံအဝယ်မှာလည်းကုံအဝယ်စီရင်ခံစားဆိုပြီးတော့ညီမတို့ကဝယ်လိုက်တဲ့ပေါင်ချကိုလာပြီးတော့ကြည့်လို့ရပါတယ်ရှင်။ပြီးရင်တော့ကုံအဝယ်ကိုပေါင်ချနဲ့မဟုတ်ဘဲနဲ့ကုံပစ္စည်းနဲ့ကြည့်ကျင်နေဆိုရင်လည်းကုံပစ္စည်းရဲ့ဝယ်စီရင်ခံစားဆိုပြီးတော့ညီမတို့ကပဲကုံပစ္စည်းလေးကိုဝယ်လိုက်တယ်ဆိုတာမျိုးကြည့်လို့ရပါတယ်ရှင်။နောက်တစ်ခုအနေနဲ့ကတော့ကုံပစ္စည်းလက်ကျန်ပါညီမတို့မှာကုံပစ္စည်းလက်ကျန်ဘယ်လောက်ရှိလဲကြည့်ကျင်တဲ့အခါမျိုးမှာကုံပစ္စည်းလက်ကျန်ဆိုတဲ့နေရာမှာသွားပြီးတော့အရေးအတွက်တွေကိုကြည့်လို့ရပါတယ်ရှင်။ ြီးတော့နောက်ထပ်တစ်ခုကတော့အရေးအတွက်နေနေတဲ့ကုန်ပစ္စည်းစည်ရင်းမှာညီမတို့အဒီအရေးအတွက်နေနေတော့ကုန်ပစ္စည်းစည်ရင်းထဲမှာလာကြည့်ပြီးတော့ဘယ်ပစ္စည်းကိုတော့မှာဖို့လိုနေပြီဆိုတာမျိုးညီမတို့ကကြည့်လို့ရပါတယ်။ဒါဆိုရင်တော့ညီမကဒီ live ဖြည့်တန်မှုလေးမှာအ ਨੇ ဆုံးလက်ချန်အရေးအတွက်ကို၅ခုလို့ပြထားတယ်။ဒါပေမဲ့လောလောဆယ်ညီမဆိုင်မှာလုံးဝမရှိတဲ့အတွက်ကြောင့်မလို့0ပါ။ဒါကြောင့်မလို့အပေါ်မှာကုန်ပစ္စည်းမှာ order မှာရမယ့်အရေးအတွက်ဆိုတဲ့နေရာမှာ1ဆိုပြီးပြပေးနေပါတယ်။ဒါကဘာကိုပြောချင်တာလဲဆိုရင်ဒီ live ဆိုတဲ့ဖြည့်တန်မှုလေးကိုညီမ order မှာဖို့လိုနေပြီဆိုတဲ့အကြောင်းလေးကိုဆော်ဝဲရနေပြီးတော့ညီမကို ပြပြပေးနေရပဲဖြစ်ပါတယ်ရှင်။နောက်ထပ်ငွေစရင်းနေနဲ့ညီမတို့ကရရန်ရှိဆိုတာမျိုးတွေကိုလည်းကြည့်လို့ရပါတယ်။ဒီရရန်ရှိဆိုတဲ့စရင်းတွေမှာဆိုရင်တော့ကိုကရရမယ် customer ရဲ့နာမည်ရီဖုန်းနံပါတ်ဒီစတဲ့အချက်လက်တွေနဲ့ customer ကကိုကိုပေးဖို့ကြံရှိတဲ့လက်ကျန်ငွေပမာဏတွေပြပေးနေမှာပဲဖြစ်ပါတယ်ရှင်။ဒီအပေါ်မှာဆိုရင်တော့ကုန်ဝယ်သူကြီးအတွက်ဘယ်နှယောက်ဆိုတာမျိုးနဲ့စုစုပေါင်းညီမဒီကုန်ဝယ်သူတွေအပေါ်မှာမှညီမရရန်ရှိရဲ့ပတ်စံပမာဏဘယ်လောက်ဆိုတာမျိုးတွေကိုအပေါ်မှာကြည့်နိုင်ပါတယ်ရှင်။ ပြီးရင်တော့နောက်ထပ်ငွေစည်းရင်းနဲ့ပတ်သက်ပြီးတော့ညီမတို့ကဝင်ငွေထွက်ငွေအသုံးစရိတ်စည်းရင်းလေးတွေကိုကြည့်လို့ရပါတယ်။ဒီစည်းရင်းထဲမှာဆိုရင်တော့ညီမတို့ကဘလို့အကြောင်းအရာမျိုးလေးတွေကိုကြည့်ရလဲဆိုရင်ကိုကကိုဆိုင်မှာထွက်ငွေပေါ့နော်ဘလို့အကြောင်းအရာနဲ့သုံးလိုက်တာလဲဆိုတော့ဖုန်းပဲပြီးတော့ဆိုင်ပစ္စည်းကစတဲ့အကြောင်းအရာမျိုးလေးတွေကိုလည်းညီမတို့က report အနေနဲ့ပြန်မိကြည့်လို့ရပါတယ်ရှင်။အားလုံးပဲတာယာအီချမ်းသောနေလေးဖြစ်ပါသေးရှင်။ကျေးဇူးတင်ပါတယ်ရှင်။